မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်းနယ်လမ်းခီးတွေမှာနန်းစီဒီယမ်အရာရှိများဇက်တိုက်ဖမ်းဆီးခံရတဲ့အတော့အရာရှိနဲ့ဝန်ထမ်းများခရီးသွားမယ်ဆိုပါကဝန်ထမ်းဖြစ်ကြောင်းတပ်သေးအထောက်ထားနဲ့လက်ကင်မိုဘိုင်းဖုန်းအတွင်းမှာဌာနဆိုင်ရာလုပ်ငန်းများနဲ့ဓာတ်ပုံများလုံခြုံရေးအရာဖျက်ထားကြရန်ပြည်ထောင်စုဝန်ကြီးဌာနကအရေးပေါ်သတိပေးတိုက်တွန်းညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်တိုင်းဝင်ကြီးဌာနအပါအဝင်ဌာနဆိုင်ရာအရာရှိများဝန်ထမ်းများအနေနဲ့ရန်ကုန်မန္တလေးအမြန်လန်းအပါအဝင်လမ်းခီးများမှာခီးသွားမယ်ဆိုပါကတပ်ဆိုင်ရာဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုရယူရန် လမ်းကြောင်းအခြေအနေကိုတပ်ဆိုင်ရာနယ်မြေများကစစ်တပ်ရဲနဲ့ထွေးအုပ်များကိုမေးမြန်းစုံစမ်းရန်ဝန်ထမ်းဖြစ်ကြောင်းတပ်တွေကကပ်ပြားကိုယူဆောင်မသွားရန်မိမိရဲ့လက်ကင်ဖုန်းအတွင်းထဲမှာဝန်ထမ်းအဖြစ်နဲ့လုံဆောင်နေတဲ့ဌာနဆိုင်ရာလုပ်ငန်းများတပ်ပုံများအလုံးကိုပယ်ဖြတ်ထားရန်အပအဝင်အတိပေးတိုက်တွန်းညွှန်ကြားချက်များကိုဌာနတွင်းမှာထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်ဝန်ထမ်းတွေခရီးသွားမယ်ဆိုရင်လုံခြုံရေးသတိပြုဖို့ညွှန်ကြားချက်တွေထွက်လာပါတယ် အဲ့ဒါကလည်းအရင်ကတည်းကညွှန်ကြားပြီးသားဖြစ်ပေမယ့်အခုထပ်ပြီးတော့ထပ်ဆင့်ညွှန်ကြားချက်တွေထွက်လာပါတယ်ဌာနတွဲမှာခရီးသွားမယ်ဆိုရင်ဘာတွေရှောင်ရမယ်ဆိုတာထပ်ဆင့်ရှင်းလင်းမှုတွေလုပ်နေပါတယ် ဝန်ထမ်းကဖုန်းထဲမှာဝန်ထမ်းနဲ့ပတ်သက်တာတွေထည့်သွင်းထားတာတွေကိုဖြတ်ဖို့ဌာနဆိုင်ရာကားတွေနဲ့သွားမယ်ဆိုရင်နယ်မြေခံတပ်မတော်နဲ့ရဲတပ်ဖွဲ့ကိုလုံခြုံရေးယူပေးဖို့အကြောင်းကြားဖို့ဆောင်ရံရှောင်ရံတွေကိုအတိပေးထားပါတယ်လို့နေပြည်တော်မိသက်ဦးစီးဌာနကရရှိတအုပ်ကပြောပြထားပါတယ်ဇန်နဝါရီလ6ရက်နေ့ကရှမ်းပြည်နယ်တောင်ကြီးမြို့ကိုတာဝန်ကျနေတဲ့လက်ထောက်ညွှန်ကြားရေးမှူးနဲ့အင်ဂျင်နီယာမှူးတန်းထွန်းဟာမွေးရဇာတိကိုရွှေတောင်ကနေတာဝန်ကျရာတောင်ကြီးကိုအသွားမှာ စစ်ဆေးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်ဒါအပြင်တန်းထွန်းအသုံးပြုခဲ့တဲ့ Toyota Surf ကားပါ သိမ်းခံလိုက်ရတယ်လို့သိရပါဗျ။အလားတူ2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မွန်းလွဲ2နာရီအချိန်မှာတော်လိုင်းတက်တခုဖြစ်တဲ့အောင်ဆန်းစလန်နတ်မောက်ကရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262မှာရှောက်တခင်ဖမ်းဆီးဆစ်ဆေးခဲ့ရာမိသက်ဦးစီးဌာနက ညွန်မှုရွှေဘနဲ့ဒေါခင်နွဲ့ရွှေတို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲ2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262ပတ်ဝန်းကျင်မှာစစ်ကောင်စီရဲ့ထောက်ပို့တပ်ကတပ်ချက်တအူးပြူစောတိတအူးကပ္ပဆာကစစ်သားတအူးနဲ့ဗိုလ်ကြီးတအူးရဲ့ဇနီးဖြစ်သူဒေါ်ရွရွခိုင်တို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းများကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဇန်နဝါရီလ၈ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့ရာတိုက်ပွဲအတွင်းမှာတင်းစီရမိခဲ့တဲ့လက်နက်ခဲယမ်းများကိုရုပ်သံဗီဒီယိုမှတ်တမ်းကိုဒီကနေ့ဇန်နဝါရီလ၁၀ရက်နေ့မှာစစ်ရေးသတင်းအမြစ်တချို့ကလူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်စီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းများဖြစ်တဲ့ခမာယာ၃၁၉ခမာယာ၆၁၁နဲ့အမြောက်တပ်၃၅နဲ့တိုက်ရင်းတို့ကို KIA ABSDF, KPDF ပူးပေါင်းတပ်ဖွဲ့များက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာထိုးစစ်စတင်ခဲ့ရာစစ်စင်ရေးတလကျော်အကြာမှာတိုက်ရင်းများအလုံးကိုတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ရင်းများအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်များစွာကိုတိမ့်ပိုက်ရရှိခဲ့ရာယနေ့မှာတိမ့်ပိုက်ရရှိထားတဲ့လက်နက်ခဲယံများစွာကိုစုပုံထားတဲ့ရုပ်တံမှတ်တမ်းထွက်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါကမန်စီကနေရထားတဲ့လက်နက်ခဲယံတချို့ပါအများကြီးရှိပါသေးတယ်လို့စစ်ရေးသတင်းအရေးမြစ်ကပြောပါတယ်။ KIA နဲ့ ABSDF တို့ကလည်းမန်စီမြို့တိမ့်ပိုက်ရရှိမှုကိုသတင်းထုတ်ပြန်ထားရမှာလက်နက်ခဲယမ်းများစွာရရှိတယ်လို့အသိပေးထားပါတယ်။မန်စီမြို့တိမ့်ဆစ်ဆင်ရေးကို KIA က2024ခုနှစ်မေလမှာအသစ်ဖွဲ့စည်းခဲ့တဲ့ KIA တပ်မဟာစစ်တပ်ကဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KPDF ABSDF တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။မန်စီနဲ့အတူဗမော်မြို့တိမ့်ဆစ်ဆင်ရေးကိုပါဒပြိုင်နက်ထဲပေါ်ဆောင်လျက်ရှိရာဗမော်မြို့မှာလည်းစစ်ကောင်စီတပ်များအထိနာလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြုံနယ်အခြေစားခလိုက်ရ79ပါရာစတ်တော်ရအနီးတဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား3ဦးထဲမှနေတေဆုံးပြီးတော့စစ်တပ်က၄ချောင်းကနေတနေကုန်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ9ရက်နေ့မနက်၈နာရီခန့်ကပလောမြုံနယ်အခြေစားခလိုက်ရ79တိုက်ရင်ကိုပြည်သူ့ကာကွယ်တပ်မတော်ဘေးခရိုင်အမတ်တပ်တိုက်ရင်နဲ့မဟာမိတ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ၂နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သား3ဦးထဲမှနေတေဆုံးခဲ့ရတယ်လို့သိရပါဗျာ။ အဲ့ဒီတိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်ကောင်စီကရဟတ်ရင်နဲ့မနက်9:30မိနစ်ဝင်းကျင်မှာတစ်ချိန်10:00နာရီဝင်းကျင်မှာတစ်ချိန်ဘုံဒီ16လုံးနဲ့ကျဲချတိုက်ခတ်ခဲ့တော့လေတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲပလောမြို့နယ်ပါရာဆက်တရွာအနီးမှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်းခွန်နဲ့ဗိခရအမတ်တဲ့တပ်ရင်းပူပေါင်းမဟာမိတ်တပ်များကတိုက်ခိုက်ခဲ့ရာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးသူတွေများပြားပြီးတော့အကြမ်းမဲ့စစ်တပ်ကညနေ6နာရီအထိကိုလေကြောင်းနဲ့23ချိန်ဘုံဒီအလုံးကြီး80ကကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ခလာရစက်ခွန်တိုက်ရင်ကပလောမျိုးနယ်နဲ့ဘိမ့်မျိုးနယ်အဆက်မှာရှိတာအဲ့ဒီတိုက်ပွဲမှာကစစ်ခွေး3កောင်သေးတယ်စက်တော်ရာကခလာရစက်ခွန်နဲ့6မိုင်လောက်ဝေးတဲ့နေရာမှာရှိတာ တိုက်ပွဲကတစ်ချိန်နဲ့တပြိုင်တည်းဖြစ်တာဆိုတော့တဆက်သေးကိုဘုံကျဲလာတာလက်ရှိကတော့ခလာရဆက်ခွန်တိုက်ရင်မှာတိုက်ပွဲမရှိတော့ဘူးစက်တော်ရနားမှာတော့တိုက်ပွဲတွေပြင်းထန်နေသေးတယ်အဲ့ဒီမှာလဲနှစ်ဖက်အထိကတ်တွေရှိတယ်စစ်ခွေးတွေဘက်ကတော်တော်အထိနာဝါလို့တနေကုန်လေချောင်းကနေပြစ်ကူပေးနေတာလို့ဘိတ်ခရအမတ်တဲ့တိုင်ရင်ကတောင်ရှိသူတို့ကပြောပြထားပါဗျဘိတ်ခရအမတ်တဲ့တိုင်ရင်နဲ့ပူပေါင်းတပ်ဖွဲ့များအနေနဲ့စစ်ရဲအရှိန်ဟုန်မြင့်တယ်ပြီးတော့ဆောင်ရွက်နေပြီး ဘယ်နေရာမှာမစိုးစစ်မြေပြင်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့စည်ရဲတရိပ်ရှိကြရန်နဲ့ပူပေါင်းပါဝင်ပေးကြရန်မြစ်တာရက်ခံတိုက်တွန်းထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ရံပြေကျောင်းကြောင်းနေမော်ကျေးရွာမှာပြည်သူအယောက်40သေဆုံးစေခဲ့တဲ့စစ်လေရင်နဲ့ဘုံကျဲမှုဟာစစ်ကောင်စီရဲ့တရေဘောကြောင်နဲ့စစ်ရာဇဝဲမှုလောက်ရဖြစ်တယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခိုင်တုခါကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့မွန်းလယ်10:20မိနစ်အချိန်မှာရခိုင်ပြည်နယ်ရံပြေမြို့နယ်ကြောင်းနေမော်ကျေးရွာကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာ၄ရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲချမှုကြောင့်ကြောင်းနေမော်ကျေးရွာကပြည်သူအယောက်40သေဆုံးပြီးတော့အယောက်20ဒဏ်ရာရ Así que en el último, ¿vale? ကြောင်းနေမော်ကြေးရွာကလူနေအိမ်900ကျော်ဟာလဲမီးလောင်ပျက်စီးခဲ့ရပြီးတော့အဲ့ဒီနေ့ညနေ6:30မိနစ်အချိန်မှာမီးငြိမ်းတက်နိုင်ခဲ့တယ်လို့သိရပါတယ်2025ခုနှစ်ဇန်နဝါရီလ8ရက်နေ့နေ့လယ်10:30မိနစ်မှာရံပြဲမြို့နယ်ကြောင်းနေမော်ရွာကိုအချမ်းမတ်စစ်ကောင်းစီကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ကြောင်းနေမော်ရွာတောင်ပိုင်းရက်ကွက်ကိုဘုံထိမှန်ခဲ့ပြီးတော့မီးအကြီးကျယ်လောင်ကျွမ်းခဲ့ပါတယ်တောင်ပိုင်းရက်ကွက်အလယ်ပိုင်းရက်ကွက်နဲ့မြောက်ပိုင်းရက်ကွက်တွေမှာပါမီးကူးဆက်လောင်ကျွမ်းခဲ့ပါတယ်နေ့လယ်10:30မိနစ်ကနေမီးဆာလောင်တာညနေ6:00ခွဲမှာမီးငြိမ်းတက်နိုင်ခဲ့ပါတယ်အဲ့ ဲ့ဒီဘုံတံကြောင့်စုစုပေါင်းနေအိမ်အလုံး900ကျော်မိလောင်ပြက်စီးခဲ့ပါတယ်ကနအူးရရှိတဲ့တရင်အရာအပြစ်မဲ့တဲ့ပြည်သူ40ကျော်တိတ်ဆုံးပြီးတော့20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခိုင်တုခါကပြောဆိုထားပါတယ်အချက်မဲ့စစ်ကောင်စီကအရသာပြည်သူများကိုဥတီပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့လောက်ရဟာတရေဘောကြောင့်လည်းလောက်ရဖြစ်ပြီးတော့စစ်ရာဇဝဲမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်တယ်လို့သိရပါတယ်ဘာတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလိုမျိုးအပြစ်မဲ့တဲ့ပြည်သူတွေကိုဥတီပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာဟာအကြမ်းဖက်စစ်ကောင်စီအနေနဲ့အလွန်ရုံမှာတရေဘောကြောင်တဲ့လောက်ရဖြစ်တယ်လို့ စစ်ရာဇဝဲမှုကိုပြောင်ပြောင်တင်းတင်းကျွလွန်လာလဲဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုထားပါတယ်စစ်ကောင်စီကဘုံကျဲချခဲ့တဲ့ကြောက်နေမောကျေးရွာဟာလူနေထူထပ်ပြီးတော့မွတ်စလင်အများစုနေထိုင်တဲ့ကျေးရွာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်စစ်ကောင်စီရဲ့လေရင်နဲ့ဘုံကျဲချတဲ့အချိန်မှာလူသေးဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြထားပါတယ်လူနေထူထပ်တဲ့မွတ်စလင်တွေအများစုနေတဲ့ရွာကိုဘုံထိမှန်ပြီးတော့မီးလောင်ခဲ့တဲ့အတော့အခုလိုမျိုးအသေးပြောက်များခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးဌာနပြည်သူ့လုံခြုံရေးဌာနနဲ့ဒေသခံတွေကမီးကိုစ조사ပြီးတော့နှိမ့်သက်ခဲ့ကြတာဖြစ်ပါတယ် ဒုက္ခရောက်နေကြတဲ့ဘုံဘေးဒဏ်တင့်တဲ့ပြည်သူတွေကိုလည်းတတ်နိုင်သမျှအကူအညီပေးနေတာတွေရှိပါတယ်။အရခပြည်သူတော်လှန်အစိုးရကျမ်းမာရေးဌာနကလည်းဒဏ်ရာရတဲ့ပြည်သူတွေကိုလိုအပ်တဲ့အရေးပေါ်ဆေးဝါးကုသမှုတွေပေးနေတာရှိပါတယ်လို့ခိုင်းဒုက္ခကရှင်းပြထားပါတယ်။ရခိုင်ပြည်နယ်မှာမြို့နယ်၁၄ခုကိုအေအေကတိမ့်ပိုက်ထားပြီးတဲ့နောက်စိတ်ကောင်းစီကအရသာပြည်သူများကိုဥတီတဲ့တိုက်ခိုက်မှုများကိုဇက်တိုက်လှုံ့ဆော်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB လွိုင်ကော်မြို့နယ်အိုင်ဆန့်ကျေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလင်းငယ်နှစ်ဦးသေဆုံးပြီးလေးလအရွယ်ကလင်းငယ်ကတော့လက်တစ်ဖက်ဆုံးရှုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ9ရက်နေ့လွိုင်လင်းလေးအခြေစား ခမရ930တက်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်လွိုက်ကော်မျိုးနဲ့အန်ဆန့်ကြီးရွာကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးဆက်နက်နဲ့အရွယ်ကလေးငယ်2ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အသက်၄လအရွယ်ကလေးငယ်ဟာလက်တစ်ဖက်ပြတ်သွားခြင်းအပါအဝင်ပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စီစုံမျိုးနဲ့ရွှေတကူကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုက်တပ်များကသိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်ကရပ်သားပြည်သူများနေထိုင်တဲ့နေရာများကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အသက်၃၂နှစ်အောက်ကလင်းငယ်၂ဦးတေဆုံးပြီးလာသားအရွယ်ကလင်းငယ်တဦးလက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့များတိမ့်ပိုက်ရရှိခဲ့တဲ့ရွှေတကူကျေးရွာစခန်းဟာစီဆိုင်မြို့နယ်အနေငယ်သာကွာဝေးပြီးစစ်ရေးအရရေးပါတဲ့စခန်းဖြစ်တယ်လို့သိရပါတယ်။ကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့အနေနဲ့၂၀၂၅ခုနှစ်အတွင်းမှာပထမဆုံးတိမ့်ပိုက်နိုင်ခဲ့တဲ့စခန်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်အမှတ်15ရပ်ကွက်အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအေးချိုင်ကစစ်ဖို့ပါတီကနေဖွဲ့စည်းထားတဲ့ပြည်မှန်တိုင်းဖောင်ဒေးရှင်းအဖွဲ့တွေကိုပြည်သူများကိုဖိအားပေးပြီးတော့ဝင်ရောက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလနာဇန်ပိုင်းကစတင်ပြီးတော့လှိုင်းသာယာမြို့နယ်အမှတ်15ရပ်ကွက်အကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအေးချိုင်နဲ့ယာယီမှုအေးသိန်းတို့ကိုစစ်ဖို့ပါတီကဖွဲ့စည်းထားတဲ့ပြည်မှန်တိုင်းဖောင်ဒေးရှင်းအဖွဲ့ဝင်အဖြစ်နဲ့ရပ်ကွက်နေပြည်သူများကို ဖိအားပေးပြီးတော့ဝေရောက်ခိုင်းနေတယ်လို့သိရပါတယ်။အခုလိုမျိုးအတင်းအကျပ်ဝေရောက်ခိုင်းနေမှုအပေါ်ပြည်သူတွေကမကျေနပ်ကြတော့လေအဖွဲ့ဝင်ခွင့်ရှောက်လွှာများလာရောက်မပေးတဲ့သူများရဲ့နေအိမ်များကိုအုပ်ချုပ်ရေးမှုနဲ့ယာယီမှုကကိုယ်တိုင်တွားရောက်ပြီးတော့ပြည်သူများကိုဆဲဆိုချိန်ပေါင်းအတင်းအကျပ်မှဖောင်ဖြစ်ခိုင်းနေကဓာတ်ပုံ၃ပုံကိုပါယူဆောင်သွားတယ်လို့သိရပါတယ်။လှိုင်းသားရမြို့နယ်အမှတ်၅ရပ်ကအုပ်ချုပ်ရေးမှုရုံးကစံဖို့ပါတီတဲကိုဝင်ရမယ်ရှောက်လွှာဖောင်စာရွက်တွေကို တအိမ်ကိုတစောင်းပေးပြီးတော့အတင်းအဓမ္မဖြည့်ခိုင်းပြီးဓာတ်ပုံ၃ပုံကိုလည်းဖိအားပေးပြီးတော့တောင်းနေတယ်သူတို့ဖြည့်ခိုင်းတဲ့ဖောင်လာမပေးရင်အိမ်ကိုအုပ်ချုပ်ရေးမှုနဲ့ယာယီမှုကိုယ်တိုင်လိုက်လာပြီးတော့အတင်းအဓမ္မဖောင်ဖြည့်ခိုင်းတယ်ဆဲဆိုတာတွေလည်းလုပ်နေတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်အခုလိုမျိုးကြမ်းဖက်ပါတီကဖွဲ့စည်းထားတယ်ပြည်မန်တိုင်းဖောင်ဒေးရှင်းကိုအတင်းအကျဝင်ရောက်ခိုင်းနေမှုရဲ့နောက်ွယ်မှာရွေးကောက်ပွဲအတွက်မတမာတဲ့နီးနဲ့မဲဆုဆောင်ခြင်းများရှိနိုင်တယ်လို့ပြည်သူတို့ချို့ကသုံးသပ်ပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့အခြေစိုက်ရတဖ26တပ်ရင်းကစစ်ကောင်းစီရဲတပ်ဖွဲ့ဝင်တဦးဟာလက်နက်ခဲရမ်းတဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရတဖ26တပ်ရင်းကစစ်ကောင်းစီရဲ့ရဲတပ်ဖွဲ့ဝင်တဦးဟာ ဇန်နဝါရီလ9ရက်နေ့က CDF CDM စီရင်အဖွဲ့အစည်းကိုအလင်းဝင်ရောက်လာတာဖြစ်ပါတယ် CDF CDM စီရင်ကလက်နက်ခဲရတဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်ကိုငွေကျပ်300ချင်းမြင့်ပေးသွားမယ်လို့သိရပါတယ်နောက်ထပ်အလင်းဝင်ရောက်လို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့မြို့တွင်းမှာဖြစ်စီမြည်သည့်နေရာမှာဖြစ်စီတွားရောက်ပြီးတော့စူးစိုးပေးမှာဖြစ်ပြီး ်သွားခြင်းနဲ့နေရာလုတ်ခြင်းနဲ့အလုတ်ကိုင်းတွေကိုလည်းစိတ်တိုင်းကျစီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လို့ CDF CDM စီရင်ကအသိပေးထားပါတယ်။ဇန်နဝါရီလပထမပတ်ကလည်းစားခါမျိုးကစစ်ကောင်စီတပ်ဖွဲ့ဝင်ပြည်သူစစ်ခေါ်ပြူစောတီ၃ဦးဟာသူတို့ရဲ့လက်နက်ခဲအနေနဲ့အတူ CDF ဟာခါထံမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာနိုင်ငံတော်ဝန်ကစစ်ကောင်စီရဲ့ဒူရဲအုပ်တအုပ်အပါအဝင်28ဦးပြည်သူရင်ဝင်ထံကိုခိုးလုံလာတယ်လို့ ် NUG ကာကွယ်ဝင်ကြီးဌာနကဇန်နဝါရီလ6ရက်နေ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပန်းဆိုင်နိုင်ကြပါစေခင်ဗျာ